ေးကင်းရန်ကွာ ရှိကြပါစေခင်ဗျာတော်လိုင်းဤတဲ့တွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါအကျံဖက်အာနာသိမ့်ထားတဲ့စစ်တပ်က၎င်းတို့တရားဝင်မှုရစေဖို့ထပ်ပေါက်လို့ဖန်တီးကြမယ်မတရားတဲ့ရွေးကောက်ပွဲကိုဆက်ဆက်ထိမခံဖြစ်နေပြီးအရေးယူမှုတွေဇက်တိုက်လုပ်ပြနေတာတွေ့ရပါတယ်။ခေတ်သမိုင်းကိုဒုံးဆိုင်မဲ့သူများလိုအမည်ပေးထားတဲ့အဆိုပါအကျံဖက်စစ်အုပ်စုအလို့ကျဝါရဖြန့်ဇလန်းကိုရိုက်ရမှာ ဇာညိုရီသူဟာနာမည်ကျော်စာရေးဆရာဆရာချစ်ဦးညိုရဲ့သားလင်္ကာညိုဖြစ်ကြောင်းသတင်းတွေဟာမှတ်တမ်းနဲ့တကွထွက်ရှိလာတာလဲတွေ့နေရပါတယ်။မနေ့ကဒရိုက်တာမိုက်တီပါဝင်၃ဦးကိုဖမ်းပြခဲ့ပြီးဒီနေ့မှာတော့ဒရိုက်တာအောင်ချမ်းလူကိုဆက်ပြီးဖမ်းထားပါတယ်။အော်တိုဘားလ29ညပိုင်းကဖမ်းသွားကြတာပါ။ဖမ်းဆီးရတဲ့အကြောင်းချက်ကတော့သူဟာခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများနဲ့ပတ်သက်လို့ပြပကိုရောက်ရှိနေတဲ့အဆိုတော်ရန်ရန်ချမ်းရဲ့လူမှုကွန်ရက်ပို့စ်မှာ ် love react ပေးခဲ့တာကြောင့်ဖန်ဆီးခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်ဒီဝါရဖြန့်အဖွဲအရေးနဲ့ပတ်သက်ပြီးရန်ကုန်ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင်ရုပ်ရှင်လောကသားများကိုအကျန်းဖက်စစ်တပ်ဘက်ကအစည်းအဝေးခေါ်ယူခဲ့ကြောင်းသိရှိရကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းမှာရှိတဲ့အမှုပညာရှင်အလုံးဝါရဖြန့်ရိုက်ကူးပေးရမှာဖြစ်ချင်းညင်းဆံမဲ့သူတွေကိုအေးအေးယူမှလို့စစ်ကောင်စီကချိန်ချောက်ပြောဆိုခြင်းစတဲ့တဲ့တွေထွက်ရှိလာခဲ့ပါတယ် အနုပညာရပ်ဝန်းတည်ရင်းမြစ်တွေရဲ့ပြောပြချက်အရဖိအားပေးဖို့အစည်းအဝေးကိုအော်တိုဘာလ30ရက်နေ့နေ့လယ်တနင်္ဂနွေမှာစစ်အုပ်စုကပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွန်ကြားရေးမှုချုပ်အေးကျွယ်ဦးဆောင်ပြီးရန်ကုန်မြို့ရုပ်ရှင်လုပ်ငန်းရုံမှာအနုပညာရှင်တွေကိုခေါ်ယူပြီးစည်းဝေးခဲ့တာလို့ဆိုပါတယ်။တော်လန်ပြည်သူများဘက်မှာတော့ခေတ်ဆက်ဆံမှာအာနာသိန်းစစ်တပ်တွေရဲ့လက်ကင်ဒုတ်တွေအများစုဖြစ်ခဲ့ကြတဲ့အနုပညာသမိုင်းကိုတားဆီးဖို့ လူမှုရေးပြစ်ဒဏ်ခတ်ဖို့အရေးစော်ဩအောင်မြင်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လဲစေအုပ်စုဘက်မှာအမှုပညာအတိုင်းဝိုင်းကိုအရှိန်မြင့်ဖိအားပေးနေတာလို့အများကသုံးသပ်ပါတယ်။စေအုပ်စုကပိုပြီးဖိအားပေးလာနေတဲ့အပေါ်မှာဘောမအမှုပညာရှင်တွေကိုကြော်ညာကုမ္ပဏီတွေကကြော်ညာမရိုက်တော့တာကြောင့်အဲ့ဒီကုမ္ပဏီတွေကိုကြော်ညာဆက်ရိုက်ဖို့အတွက်စေအုပ်စုကဖိအားပေးဖို့ ਨੇ ြည်သူတွေရဲ့လူမှုရေးပြစ်ဒဏ်ခတ်ခြင်းတပိတ်မှောက်ခြင်းတွေအပေါ်မှာတံပြန်ဖို့အရေးတွေဆွေးနွေးခဲ့ကြတယ်လို့သတင်းရင်းမြစ်များထံကသိရပါဗျ။အခုလိုကြရက်ထသွားတဲ့ခေတ်သမိုင်းကိုဒုံးဆိုင်မိသူများဝါရပြဇလန်းကိုစစ်တပ်အရာရှိဟောင်းတင်အောင်စုပန်းမြူတော်ကရိုက်ကူးပြီးဇန်ညုံးကိုတော့လင်ကာညူခေါ်တေစာကျော်ခေါ်ဒက်ကလောက်ချစ်ဦးညူရဲ့သားကရေးသားပေးခြင်းဖြစ်တယ်လို့ရိုက်ကွင်းမှတ်တမ်းများနဲ့တူသတင်းတွေကြည်ကြဲပြန့်ပြန့်ထွက်လာနေတာကိုလည်းမှတ်တမ်းနဲ့တူမြင်ရမှာဖြစ်ပါတယ် ရန်ကုန်မှာရှိတဲ့မြေအောက်တော်လိုင်းရေးအဖွဲ့တွေကလည်းစုပေါင်းပြီး အကျန်းဖက်စစ်တပ်အားဖြင့်အနှုပညာရှင်ဆိုသူတွေကိုချိရောက်အောင်ပြစ်ပေးမယ်လို့စာထုတ်ထားတာကြောင့်အခုဆိုရင်မြေသိနီးနဲ့မဆိုတော်လိုင်းရေးကိုမှေးမိန်စေဖို့စူးစမ်းကြမယ်သူတွေဟာဖိအားမျိုးစုံနဲ့အာနာသိန်းလောင်မီအောင်မှာမကျွေးမကြံပူလောင်နေရပြီဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာပဒင်းတင်ဆက်ခဲ့ပြီဖြစ်တဲ့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းသိန်းတိုက်ပွဲသတင်းအသေးစိတ်တွေထွက်လို့လာပါပြီ။ အကြံဖက်စစ်တပ်ဘက်က12ဦးသေဆုံးကလက်နက်မျိုးစုံ21လက်သိမ်းဆည်းရရှိခဲ့ကြောင်းအမှတ်33နီးပြွာမှုရဲဘော်စောရာကိုကအတည်ပြုပြောဆိုထားပြီးဖြစ်ပါတယ်။အော်တိုဘာလ26ရက်နေ့မနက်9:30မိနစ်ခန့်ကစတင်ခဲ့တဲ့တိုက်ပွဲပါ။မနက်9:30မိနစ်ခန့်မှာစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြတာတွေ့ရပါမယ်။တော်လိုင်းပြူပေါင်းတပ်များဘက်ကရဲဘော်2ကတော့နိုင်ငံတော်အစ်အတွက်အကြဆုံးခဲ့ရပါတယ်။ ရန်သူစစ်ရုပ်စုဟာကြီးရည်လေးပတ်ပေါင်းစုံကခုခံတံပြန်မှုစ조사ခဲ့တာကိုခံခဲ့ရကြောင်းဒါပေမဲ့မိမိတို့တော်လိုင်းတပ်သားတွေဟာစွန့်လွတ်စွန့်စားလိုတဲ့စိတ်လောက်ရဲကန်ရဲစိတ်တွေနဲ့အခုလိုအနိုင်ယူလိုက်တဲ့အနေအထားဖြစ်တယ်ကျွန်တော်တို့တွေအားလုံးကဒီဘက်မှာဒေသခံတွေလည်းဖြစ်တယ်နေမီကျွမ်းကျင်မှုတွေကစစခန်းတိုက်နေတာကအရင်တုန်းကတော့ကျွန်တော်တို့လက်နက်ကြီးတွေပစ်တယ်ဒရုန်းနဲ့ပုံသီးချတယ်ပျောက်ချပစ်တာလောက်ပဲရှိတယ်အခုဟာကြတော့အလုံးစုံတိမ့်ပိုက်ပြီးစခန်းကိုဖျက်ဆီးလိုက်နိုင်တယ် ရန်သူကတိုက်တဲ့နေရာမှာတော်တော်လေးကိုကြောက်ရွံ့ပြီးတော့တော်တော်လေးကိုသွေးပြက်ခဲ့တဲ့အနေအထားရှိတယ်။ရန်သူလည်းပဲသူတို့ထင်တာကတော့ဒီလောက်ထိကျွန်တော်တို့ဒီဘက်ကပူပေါင်းတော်လိုင်းတပ်တွေကလုံနိုင်လိမ့်မယ်လို့သူတို့မထင်သားခဲ့ဘူး။အလစ်အငိုက်မှာခံလိုက်ရတာပေါ့။ရန်သူအင်အားက60ကျော်80နီးပါးလောက်ရှိတယ်။ကျွန်တော်တို့ပူပေါင်းပြီးတော့တောက်လျှောက်တိုက်တဲ့နေရာမှာရန်သူအထိနာပြီးတော့စွန့်ခွာပေးလိုက်ရတာမျိုးပါ။အဲ့ဒီမောင်မကန်ရဲစခန်းကလောင်းလုံးမြို့နဲ့တိုက်မဝေးဘူး။နီးပြူဟာ33အထူးတိုင်းစစ်ဌာနပါ။ ကျွန်တော်တို့အတိတ်ကစရေးလှုပ်ရှားနေတာကတော့ရေးမြောက်ပိုင်းနဲ့တနင်္သာရီရေဖြူလောင်းလုံးဘက်မှာပြည်ဝ33အဖွဲ့တွေနဲ့မဟာမိတ်တပ်ပေါင်းစုတွေတဝဲတိုင်းသားတပ်တွေဖြစ်တဲ့ TNL အဖွဲ့တွေပါတယ်ရမညမွန်တပ်တော်တွေပါတယ်ပြီးတော့တဝဲပကဖတွေပါတယ်တနင်္သာရီပြည်ဝ34ကအတိတ်ကကျွန်တော်တို့တိုက်ရင်တွေပါလို့အမှတ်33နီးပြည်ဝမှုရဲဘော်စောဒါကိုကအဆိုပါစခန်းသိမ့်တိုက်ပွဲအကြောင်းကိုအသေးစိတ်ပြောပြလာပါတယ်စခန်းသိမ့်ပြီးနောက်မှာတော့ရန်သူစစ်အုပ်စုထံကဦးစီး6လက် G3 ခုနှစ်လက် shotgun စမုတ်ကန်နှစ်လက် commando စိန်ပြောင်းနှစ်လက်6လုံးပြူ၄လက်စုစုပေါင်းလက်နက်မျိုးစုံ22လက်ဂျမ်မာဆက်နှလုံးနဲ့ခဲယမ်းများသိမ်းဆီးနိုင်ခဲ့ပါတယ်ပူပေါင်းတက်ခဲ့တဲ့တပ်တွေကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၈စစ်စေးရေးနယ်မြေအထူးတိုင်းစစ်ဌာနကွက်ကဲမှုအောက်ရှိနီးပြည်ဟာ33ဒေါနာတိုင်ရင်တက်ခွဲလေး KPDF ဒေါနာတိုင်ရင်တက်ခွဲခုနဲ့ APF နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့တဝဲခရိုင်တပ်ပေါင်းစု GNL ဒူရကစစ်ကြောင်းရာမညမွန်တက်တော်ဖက်ဒရယ်ဒူဝန်ကျဲတပ်များတို့ဖြစ်ကြပါတယ်ခင်ဗျာတနင်္သာရီတိုင်းရေပြူမြို့နယ်တဝဲအထုစီပွားရေးဆောင်လမ်းပိုင်းက ရန်သူကင်းတခုကိုလည်းတော်လိုင်းတပ်တွေကအော်တိုဘားလ25ရက်နေ့မနေ့6နာရီ30မိနစ်ခန့်ကဝင်တိုက်ခဲ့ကြပါသေးတယ်။အဆိုပါတိုက်ပွဲမှာတော့ရန်သူစစ်တပ်ဘက်က10ဦးသေဆုံးခဲ့ကြောင်းရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်နဲ့ဒေတာတွင်စစ်ရေးတင်းရင်းမြစ်တွေကိုကိုးကားပြီးသိရပါတယ်။ဝင်တိုက်ခဲ့တဲ့ရန်သူကင်းစခန်းဟာရေပြူမြို့နယ်ဝက်ချောင်းကြီးရွာနဲ့မူးတူးရွာအကြားမှာရှိတဲ့စစ်အုပ်စုရဲ့တပ်ကင်းစခန်းတစ်ခုပါ။ တိုက်ပွဲကြာချင်းတနိုင်နီးပါးကြာမြင့်ခဲ့ပြီးအချမ်းဖက်စစ်အုပ်စုဘက်က10ဦးခန့်သေဆုံးကာအများပြားဒဏ်ရာရပြီးတော်လိုင်းကြီးပူပေါင်းတပ်များဘက်ကရဲဘော်2ဦးဒဏ်ရာရခဲ့ပေမဲ့အသက်ပေးမဆိုးရင်ရပါဘူးဒါကတော့ရေပြူအခြေဆိုင်မဟာမိတ်ပူပေါင်းတပ်နဲ့ပါထုအာမီတို့ပူပေါင်းပြီးတိုက်ခတ်ခဲ့တာဖြစ်ကြောင်းရေပြူပကဖထံကသိရပါတယ်ခင်ဗျာရန်သူစစ်အုပ်စုဘက်မှ16ဦးထိသေဆုံးခဲ့တဲ့တိုက်ပွဲမှတ်တမ်းသတင်းတွေထွက်ရှိလာပါတယ် စကိုင်းတိုင်းဝက်လက်မြွနဲ့တွင်ရှိကြေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ခဲ့ကြခြင်းဖြစ်ပြီး16ဦးသေဆုံးခဲ့ရာမှာရန်သူအလောင်းချို့တပ်နက်တလက်နဲ့ခဲယမ်းတွေလည်းရရှိခဲ့ကြောင်းတော်လိုင်းကြီးဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီရလတူကအော်တိုဘလ22ရက်နေ့ကနေ26ရက်နေ့ထိ6ရက်ကြာပိတ်ဆို့တိုက်ပွဲများကိုစုပေါင်းဖော်ပြတာဖြစ်ပြီး အရတော်မြို့နယ်တလဲပါပြူစောတိကြည်ရွာမှာထွက်လာတဲ့အင်အားတရာခန့်ပါစစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုစီးနင်းပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတဲဆောင်နေစဉ်တော်လိုင်းတပ်တွေဘက်ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါအဲ့ဒီတိုက်ပွဲများမှာကြောက်ကုန်းရွာကပြည်သူ၄ဦးကိုလည်းတော်လိုင်းတပ်များကကယ်ထုတ်နိုင်ခဲ့ကြတာလည်းရှိပြီးရန်သူတွေကတော့တလဲပါပြူရွာဘက်ကိုပြန်ဆုတ်သွားကြတယ်လို့ဆိုပါတယ်စက္ကစကနေပြီးပြူတွေများတယ် ူတို့ကအကြောက်ကုန်းရွာကနေတက်မှုရှိတဲ့ကားတွေဆိုင်ကယ်တွေနဲ့တခြားပစ္စည်းတွေကိုဝင်ယူပြီးတော့တလဲပါကိုပို့နေတာတလဲပါနဲ့ကြောက်ကြီးကဟိုဘက်ကဒီဘက်ကတိတ်မဝေးပါဘူးတရားတစ်စင်းပဲချတာပါကျွန်တော်တို့တိုက်ထုတ်လိုက်တော့ထွက်ပြေးကုန်ကြတယ်လို့တော်လိုင်းအင်အားစုဘက်မှတာဝန်ရှိသူတို့ကပြောပါတယ်ဆက်လက်ပြီးရန်သူတွေဆုံးခဲ့တဲ့အကြောင်းကိုပြောပြရမှာစစ်ကော်မရှင်နဲ့ပြူစောတိခုနှစ်ဦးကိုမျက်မြင်တွေ့ခဲ့ရတာဖြစ်ပြီးကြံကိုးဦးကိုတော့ကြီးရွာရဲ့တရားပေါ်မှာတိတ်ဆုံးခဲ့တာကိုဒရုန်းကတစ်ဆင့်မြင်တွေ့ခဲ့ရတာဖြစ်ပြီး တရားပေါ်ကအလောင်းတွေကိုအပြည့်စစ်သားတွေကချောင်းတဲကိုပစ်ချခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကဆိုပါတယ်။အမှတ်တင့်တင့်၄ရွှေဘိုတိုင်ရင်ဝက်လက်မြွနဲ့ပကဖရွှေပန်းကုန်းတိုင်နဲ့ပကဖကိုးရောင်ကြားဖွဲ့ရွှေဘိုခရိုင်ဒရုန်းဖွဲ့ကြီးကံမြောက်ရွာဒရုန်းဖွဲ့အမ်ဆိုင်နော်ဒရုန်းဖွဲ့နဲ့ပကဖများကပူးပေါင်းဆောင်ရွက်ခဲ့တဲ့တိုက်ပွဲဖြစ်ကြောင်းပါခင်ဗျာ။ ော်တိုဘားလ26ရက်နေ့ရက်စွဲနဲ့တိုက်ပွဲသတင်းတစ်ခုကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကံကြီးရွာတွင်တပ်ဆွဲထားတဲ့ရန်သူအုပ်စုစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား5ဦးသေဆုံးခဲ့တဲ့သတင်းဖြစ်ပါတယ်။ဒီသတင်းကိုမြင်းကြံခရိုင်အမှတ်1တိုက်ရင်းကအသိပေးပြောဆိုထားတာပါ။မြင်းကြံနထိုးကြီးလမ်းပိုက်ရှိအင်အား90ခန့်နဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတိအထိုင်ချထားတဲ့ကံကြီးရွာကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ရန်သူ5ဦးသေတယ်လို့ဆိုထားပြီးတော်လိုင်းတပ်များဘေးကင်းစွာပြန်ဆုတ်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲကတော့မြင်းကြံခရိုင်အမှတ်၄တိုက်ရင်းနဲ့နေထိုးကြီးမြို့နယ်ပကဖတို့ကပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီးရန်သူတွေဟာကုန်းတာရွာဘက်ကိုဆိုင်ကယ်များနဲ့ထွက်ပြေးသွားကြောင်းသိရပါပါတယ်ခင်ဗျာရန်ကုန်တိုင်းမှာလည်းတော်လန်တိုက်ခိုက်မှုတွေဆက်ဖြစ်နေပြီးအော်တိုဘာလ30ရက်နနက်7နာရီခန့်မှာတော့ရွှေပြည်သာမြို့နယ်ခုနှစ်ရက်ကွယ်ရုံတွင်အုတ်ချုပ်ရည်မှုနှင့်ပြူစောတိများကမဲဆွယ်စီယုံရည်အတွက်လုံခြုံရေးပေးရန်အစည်းအဝေးလုပ်နေစဉ်တော်လန်ရေးဘော်တွေကလက်ပစ်ပုံးနှလုံးပစ်သွင်းတိုက်ခတ်ခဲ့ကြပါတယ် အုတ်ကြီးအပါဝင်လက်အောက်ခံပြူသုံးဦးထံရရကြောင်းတော်လန်တပ်ဖွဲ့ရန်ကုန်အာမေကပြောပြီးနောက်ထုတ်ပြန်ချက်ထွက်လာရမှာတော့နမ်လိုက်ခွေးတအုပ်လေးပေါ်မှာမျက်မြင်ပြန်ဝဲသွားတာတွေ့ရတယ်လို့ရေးသားဖော်ပြထားပါဗျ။ဒီကောင်တွေမဲဆွယ်စီယုံကြီးလှုပ်ရင်းလုံယုံကြီးယူဖို့လူစုနေကြတဲ့အချိန်မှာကွက်တီကိုလက်ပစ်ပုံးပြစ်သွင်းတက်ခတ်ခဲ့တာပါ။လူနာရင်ကားတွေအလောက်ရှုပ်သွားတယ်။အုတ်ချုပ်ရင်းမှုနဲ့အဖွဲဝင်ပြူစောတိသုံးကောင်အပြင်းထန်ဒဏ်ရာရတယ်။သေနိုင်တယ်လို့သိရတဲ့အကြောင်းရန်ကုန်အာမီမတာဝန်ရှိသူကပြောပါဗျ။ ရန်ကုန် Army YA နဲ့ Mother Sun Yangon Force အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအထမရွေးကောက်ပွဲမှာတောက်တိုင်ဖြစ်ပါဝင်ကူညီမဲ့သူတွေကိုလည်းချစ်တိရရောက်အရေးယူမယ်လို့တတိပေးထားတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်ခင်ဗျာအာနာဒိုင်းစီအုပ်စုကမတရားဖမ်းဆီးထောင်ချခဲ့တဲ့ဆရာတော်ဥပညာဇောတာဦးစင်းနတ်ဇောပြန်လည်လွတ်မြောက်လာပြီဖြစ်ကမနေ့ဖန်အော်တိုဘာလ31ရက်နေ့နယူးယောက်ချိန်ည ၈နာရီ၃၀တွင်ပါဖက်လိုမျိုးမေတ္တာပါရမီကြောင်းကိုပြန်ရောက်တော့မှဖြစ်ကြောင်းသတင်းကောင်းပါပါတယ်လို့တော်လန်ကပြဆရာအောင်ဝေးကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရုပ်သံမှတ်တမ်းနဲ့တကွာတင်ထားခဲ့ပါတယ်။ဆရာတော်ကိုအော်တိုဘာလ30ရက်နေ့2024ခုနှစ်နိုဝင်ဘာလတွင်းကစစ်အုပ်စုကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတနစ်နီးပါးများအချင်းဆန်နေခဲ့ရခြင်းလည်းဖြစ်ပါတယ်။ဆရာတော်ဟာရှူဝါရောင် တော်လန်ကြီးမှဥဆောင်ခဲ့သူများတဲ့တပားပါဝင်ဖြစ်ပြီးစစ်အုပ်စုရဲ့အထိမ့်သိမ်းခံထောင်သွင်းအချင်းချခံခဲ့ရဘူးသူတူလည်းဖြစ်ပါတယ်။ အာနာသိန်းစဉ်ကာလမှာမြန်မာပြည်သို့ကြွာလာစဉ်နိုင်ငံရေးတက်ကြွလှုပ်ရှားပါဝင်သူတူဖြစ်တဲ့ပြင်ရန်ညိုးဖွဲ့မှတ်တမ်းတင်ခံထားရသူတူဖြစ်ခြင်းကြောင့်အခုလိုပြန်ပြီးအဖမ်းခံခဲ့ရခြင်းဖြစ်ကအခုတော့ပြန်လွတ်မြောက်လာပြီလည်းဖြစ်ပါတယ်ဆရာတော်လွတ်မြောက်ရေးမှာအဖက်ဖက်ကမိတ်ဆွေများအမေရိကန်တန်ယုံအပါဝင်ငှားရမ်းထားတဲ့ရှေ့နေများစွန်းစွန်းတမန်အထောက်ကျူးပန်းခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ